မျာဆရာမောင်တောင်ရေးသားထားတဲ့တောင်တမန်ညလာရောင်အောင်နိုင်မြုံနှံခြင်းဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးကြပါတယ်နားဆင်ပေးကြအောင်ခမညာတောင်တမန်လာရောင်နေတဲ့မောင်ကိုကိုအမရပူရာကိုလှန့်တွေ့လိုက်ရသည်ထို့သူအေးဆက်ပေါက်ခွဲနေသည်ဟုထင်ရသောမောင်ကိုကိုအမရပူရာကိုလှန့်တွေ့လိုက်ရတာလဲဖြစ်နေပြန်ပါသည်သူကအရာရာသည် ကျွန်တော်ရင်နဲ့အတားစီမဲ့အေးခဲသွားခဲ့တာနိုဘယ်မှာ29 1998မှာ တော်ကြီးခင်ပိုးအပ်ပြူကျွေရိုင်ရှေးအောင်မှန်ချောင်ဝိထုအတွက် ကျွန်တော်မတော်တဆဆူရခဲ့ပါသည်ဆူရရဲ့အတွက်ကျွန်တော်စိတ်လုံရှာမှုဖြစ်ပေါ်ခဲ့ပါအဲ့ဒီဆူအတွက်ရရှိမည့်ငွေကြေးတစ်သောင်းကိုတော့ကျွန်တော်လက်ထဲမရောက်မိကြပဲကျွန်တော်ကြိုတင်မျောလင်းဆောင်စားနေမိသည်ပါဇက်နဲ့ပြစ်ချပြီးမိမဲသားတို့ကိုလေထဲလိုက်ပြီးဗရက်ရက်ခါဖန်စီပြီးဝါမျိုးပြစ်လိုက်သည့်ခွေးတကောင်ငန့်လင်ခေါင်းပေါ်ထားသလိုကျွန်တော်ဒီမျောလင်းချက်ပြေဆောင်စားခဲ့မိပါသည်မောင်ကိုကိုအမရပူရာကိုကျွန်တော်ငင်းနေလိုက်မိသည် ခြေရွယ်ကွဲကွဲငင်းနေမိတာဖြစ်နိုင်တယ်လို့ ADHD ငင်းနေမိတာလည်းဖြစ်နေနိုင်ပါသည်ကျွန်တော်ဆက်ပြီးငင်းနေမိပြန်ပါသည်မန်ကိုကိုကိုငင်းနေတာဖြစ်ပါသည် ထို့အတူကျွန်တော်ကိုကျွန်တော်ငင်းနေတာလည်းဖြစ်နေပြန်ပါသည်ဘဝတွေကရှည်လျားစွာစီစဉ်သွားနေကြသည်နှစ်ကာလများခန္ဓာရနှစ်ကာလများတစုံတစ်ယောက်ကစိမ့်လန်းရေးကိုသာလွမ်းဟူဟစ်အောင်လိုက်လျင်ကျွန်တော်လည်းထူပြီးကြေကွဲတော့မည်မဟုတ်ပါစုရမည်ငွေကြေးတောင်းကတော့ပါဇက်တဲ့ပြစ်ချမည်မင်းသားတော်ဗရက်ရပြီးဖန်စီစားတော့မည်ခွေ့ အမှုပညာအမှုပညာရှင်ငွေကြီးမဆန်းတော့တဲ့တပြောင်းလင်းဖြစ်ပါသည်ကျွန်တော်ငွေကြီးအကြောင်းတိတ်မတွေ့ပြလပါရန်ဖန်ရန်ကတော့ကျွန်တော်ဒီအမှုပညာအကြောင်းကိုတွေးနေမိတတ်ပါသည်ထို့ကကျွန်တော်မှာတခါတော့ကရင်မောတဲ့များကိုတွားပြီးတတိယနေမိတတ်ပြန်သည်ကျွန်တော်ကိုခင်မင်းနှစ်လို့ဆိုတာရင်မောလိုက်တော့ရင်မောတဲ့များလည်းဖြစ်ပါသည်ကြေကွဲတော့ကွဲကြည့်ကွဲကြည့်တော့တစားစီပြုတ်ကြတစားစီပြုတ်ကြတော့ ြန်ကောက်လို့မရတော့နောက်ဆုံးနိုင်သူတို့ဒီရေမောလိုက်ကြလေသည်တချို့ရေမောတန်တွေကနားထောင်လို့မကောင်းတော့လေထိုရေထိုရေမောတန်တွေကတော့ကျွန်တော်အတွက်နားထောင်လို့ကောင်းနေပြန်တော့သည်နောက်ဆုံးနိုင်သူတို့ဒီတပြိုင်တည်းတင်းငိမ့်သွားကြလေကြိုတင်ထိုင်ပင်ထားကြသည်မဟုတ်ပဲမူကောင်းငင်ကြီးကိုပြိုင်လူငှောကြည့်နေပြန်တော့သည်ကျွန်တော်တို့ဒီတခုတော့တောရကလေးတဲ့တခန်းတယောက်တခန်းသုံးယောက်နေဝင်ရပါရဲ့ တနေ့တနားကြီးလမ်းလျှောက်ချိန်ပေးတန်းသောအခါ၌အခန်းပွင့်လျင်ဖွင့်ခြင်းအခန်းထဲကပုံကနေပြုတ်ကျသွားသလိုညောင်းမော်မော်ဖက်နဲ့တွေကုထိုင်ကြရင်မိုးကောင်းရင်ကြီးကိုတပြိုင်တည်းမော့ကြည့်နေကြပြန်တော့သည်ကျွန်တော်တို့တို့အခန်းပြင်ထွက်ခွင့်ရသောထုတနာကြီးကတကယ်ပင်ရိုမန်တစ်ဆန်နေပြန်လေသည်အပြောင်မိုးကောင်းရင်တစ်ပင်စိမ့်မှကျင်းညက်ခေါ်တန်းကျွန်တော်လည်းသူတို့နဲ့အတူထူကောင်းရင်ကိုမော့ကြည့်နေမိသည်ကျွန်တော်တို့တို့ရှားပါသောအပြောင်မိုးကောင်းရင်ကြီးကတမျောတစ်ခုပြန်မြူးနေပေရာ ကျွန်တော်တို့လည်းအော်ယိုးကြီးကွေလွန်သွားသည့်အထိတော်ဝါကြီးကြည်ပြကြလေတော့သည်ကျွန်တော်တို့၏အာယုံခံစားမှုများကဘယ်အထိပန်းလျာစိတ်မုံသွားပြီမသိပါတမိုးပေါက်ကလာရောက်နေစပြုတ်ကြလာလေရင် ထုံလာရမှုလက်ဝါးပေါ်တင်ပြီးဆွေဆွေမြေမြေငင်းနေတတ်တာဝင်လေယခုတိုင်မှတ်မိနေပါသေးသည်သို့တော်ထုံနေ့ကတော့တမျိုးစမ်းကျင်နေပြန်လေသည်ထုံနေ့ကဘဲရက်ကမြတ်တွန်ယုံတက်သွားပါသည် သူကယုံထွက်ပြန်လာတိုင်းဖိတောင်နေအမေကပြောတယ်ကွာ ခုနွားတကောင်ပြုတ်သွားပြီတဲ့နောက်ယုံချင်းနေဆိုနွားတချင်းပေါ့ကွာလို့ရေစရာမဟုတ်တာကိုရေစရာလုပ်ပြီးပြောတဲ့သူဖြစ်လေသည်ယခုသူရုံထွက်ပြန်ကျော်စင်မင်းအေဒီတာလို့သောဟန်တင်မဂဇင်းနဲ့ပါသည်ကျွန်တော်ဝိတုတို့ကလေးကိုမဂဇင်းကဖျက်ယူလာခဲ့သည်ထို့ဝိတုကလေးကခရစ်စတီနာ၏ကဘာဖြစ်ပါသည်ပကြီဝတ်သောဤတယုတ်ဖော်ပုံနှင့်ထို့ပုံနှင့်ဆောင်မှုကို တွေ့ရတော့ကျွန်တော်တို့ဒီကေပင်လွမ်းဆွသွားလေသည် အေဒီတာဇပွဲများနောက်ဆုံးဝင်ထက်သွားလာအိမ်မက်ဖူး ုမြင့်မြတ်နေသူကိုယုံ၌စင်နေငြိမ်းချမ်းရေးကြည့်ခြင်းဥက္ကလာကကိုညံဝင်းစာအုပ်ငှားဆိုင်ကလေးထိုစာအုပ်ဆိုင်ကလေးနဲ့မနီမွေနိုင်ဝင်းဆွေရန်ကုန်လာလျင်ညအိတ်တက်တော့ကိုခက်ပန်တို့အိမ်ကျော်စိန်မင်းပါသာပြန်တော့လူရှင်ဤကွမ်ဂျီဝိထုတို့နဲ့အင်ချင်းထိုစစ်ထိုနောက်မူမေကြီးတမအောင်အရာရာပြိုလဲရိုင်နဲ့သွားကြတာနောက်ဆုံးလိုက်ကျွန်တော်ဒီမဂဒင်းစာမျက်နှာပေါ်ကခရစ်စတီနာ၏ကဘာကိုရွေးထွေးယူပြီးပြန်ဖက်နေမိသည် ်ထိုဝိတုလေးတဲ့ငုံမဆဲကိုပြန်တွေ့ရသည်ယောဂာတယ်မာလီခရစ်စတီနာကိုပြန်တွေ့ရသည်ခြေလက်နေရမြောင်ကိုပြန်တွေ့ရသည်ဖခင်ကြောင့်ကလေးကိုပြန်တွေ့ရသည်ခေါလုံးတဲ့နေရလွင်မျောနေကြသည် နောက်ဆုံးသူတို့ဘဝတွေလည်းခေါလုံးတဲ့နေနဲ့အတူကြွေကြလွင်မျောသွားကြတာကျွန်တော်လည်းကြွေကြလွင်မျောနေသောသူတို့၏ဘဝများကိုကျွန်တော်ရင်ထဲကောက်ယူဆက်ဆက်၍ရသည်လို့ရေးခဲ့တာဖြစ်ပေသည်ကျွန်တော်၏ထိုခရစ်စတီနာ၏ကဘာကိုကျွန်တော်နဲ့ဒရိုက်တဲ့နေသောသူတို့လည်း ဖက်ပြီးခဲ့ကြလိမ့်ပြီကျွန်တော်ကတစ်ကောင်းရင်ကိုလှမ်းကြည့်လိုက်မိသည်ဖြူခွေးကိုလှမ်းကြည့်လိုက်မိသည်ကြောင်းဆရာကိုလှမ်းကြည့်မိသည်ဒီစာရေးဆရာကအလကားနေရင်လွန်းအလကားနေရင်ကြည်ခွေးအောင်စုကပြောလိုက်သည်ကြည်ခွေးတော့ခွဲကြည့်နောက်ဆုံးနိုင်သူတို့သည်အတန်ငယ်ညင်းသွုံနိုင်နေတော့သူတို့၏စပင်းလေးလှုပ်ရမ်းတော့ကိုယ်ရင်းလို့ရင်မွန်လိုက်ကြပြီသည်သူတို့သည် ကျွန်တော်ကိုခင်မင်းနှစ်လို့ဆိုရင်မွန်လိုက်တာလည်းဖြစ်လေသည်ကျွန်တော်တို့က ဒီလိုမျိုးကြံ့ဖန်ပြီးစိမ့်လန်းအောင်နေထိုင်ကြရသည်ဟွာကြီးကထမင်းထိုးဟွာကြီးကထမင်းထိုးစဉ်ပေးသွားသောငပိတွေကိုစုပြီးပုံစံအောင်တစနဲ့ငံပြရေချကြည့်ကိုအောင်ကသွားရစေဘူးအခွင့်ကိုမိဖို့လို့ပုံစံပစိုးဟောင်းတွေကိုကျိုးမြင့်ကလေးတွေကြည့်လေးတော့ကသွားရစေဘူးကိုမိဖို့ကလေးရဲ့ခွေထက်ကျွတ်ကျွတ်ထင်းများပလတ်စတစ်ကွဲထင်းများနဲ့ဟင်းတို့တည်နေတည်နေပြန်ရောအေးကိုကတော့သူမြင်ဝင်ရတော့ထူတွန်းရအဆောက်အုံတွေကိုပုံညာထုတ်နေပြန်လေသည်ကျွန်တော်တို့တွေက မိမိတန်ရာတန်ရာပါဆိုရင်ကပေါ်ကလေးတို့မအပရင်စင်နဲ့ခီးတဲ့စာအုပ်ကြီးကိုကိုကြောင့်ကိုဝဲဘာသာပြန်နေလေသည်ရှားပွင့်ရေးဟေဆိုရင်တော့လက်ဝဲရှိခိုးဖတ်သောစာအုပ်ကိုတန်တိုင်းမတွေ့တက်ရင် စာတဥ္ဇာဟာထားသောမျက်နှာကျက်တို့ကြားထဲထုတ်ထည့်ကြလေတော့သည်နေများသည့်ဒီလိုပင်ခန်းခန်းချောင်ချောင်စီးစင်းနေလေချင်းနဲ့တကားပိတ်တန်ကြရသည်ချင်းနဲ့ချဘိုးကိုက်လိုက်တဲ့ညတကားပိတ်တန်အစိမ်းခံစားရမှုများသည့်ဆေးပြေသောသကလုံးတွေဖြစ်သွားကြပြီထင်ရသည် ထဲထဲကျနေသောနေတနေသည်တဖန်ပြန်လို့ရောက်လာပြန်လေသည်ငပြားကြီးချကြမိဖို့တွေချကြပုံချမ်းတွေထုတ်ကြအိပရန်ရှင်းနဲ့ခရီးတွေကိုရှာဖွေကြတန်တိုင်းတွေကိုတွေတက်ကြချစ်သူကိုတန်တာကြချင်းတွေ့ရတဲ့ရက်တရက်ကိုအိတ်မကြအပြင်လိုက်စည်းစာကြီးပြာကြီးလာပြီးစူမှဖြစ်ဘေခန့်အဆူတိုင်းမှမသိတော့နေဝင်ချင်းအိတ်တန်းတက်မယ်တူနှဲချက်ကပြုံနိုင်ပါပြီလေဆိုတော့ကိုစောညင်စည်းစာကိုကြားလျင်ကြားနေရတဲ့ပြန်သည် လေးတင်းနေသည်ဒီလိုရင်ခန်းခန်းချောက်ချောက်ကြီးကုံဆုံးသွားမြန်လေသည်တောင်းကြလင်တော့ကျွန်တော်တို့ဒီဂျင်းလေတကားပိတ်တန်ကြီးကိုကြားရအောင်မှာပါထို့ခါကျွန်တော်တို့အလိုတူသည်ဖြစ်စေအလိုမတူသည်ဖြစ်စေညတညသည်ရောက်လာပေုံတော့မည်ထို့ခါတစုံတစ်ယောက်သည်အလောင်းစင်ကလေးနှင့်ဆင်တူနေသောဖြာချမ်းကလေးပေါ်ဖုန်ကနေလဲကြလင်လဲကြသွားပြီလိမ့်မည်ထို့အတူတစုံတစ်ယောက်ကပန်းမြိုင်လေတာဖွဲ့တွေ့မြော်လေတိုင်းပြာကြီးဆိုင်ဝေမိုင်းညုံမုံချေအိုးဘဲဝဲလို့ယူရီယာ ဖိန်ချားကြီးကိုဆူရင်ဆူနေပေလိမ့်မည်ထိုစဉ်တစုံတယောက်ကကြပြတစ်ခုကိုကောက်ရွက်လိုက်ပြန်လေသည်လာရန်ကျေပွင့်တည့်ရိတ်နေအလွမ်းစိတ်ကမ်းများ လူသားတို့ဝင်ထွက်သွားလာရာဘယ်မှာပါရှိသလဲခြေခွဲမှုအရာများနှင့်ရက်လုံထားရာဤကဘာ၌ကမှုကပလေးကိုရေးခဲ့ပေါ်ဒေါက်တာရေရဲ့ကြွက်များအာကနေအော်ပြီးထဖို့ညားတာ तू မဟုတ်ငါငါမဟုတ်သူ ငါသူတစ်ပါးယောက်ျားမိန်းမမှားကြမှန်ကြပြန်မှားကြပြန်မှန်ကြအမားတွေဘလောက်မှန်တယ်လဲအမှန်တွေဘလောက်မှားတယ်လဲလေသိန်းကြီးတဲ့နိုင်ရှဲရှဲမြည်နေတဲ့တည့်ရွက်အချစ်အတွက်လိန်အတွက်ငွေကြီးအတွက်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 တက်လာလိုက်ကြစင့်သွားလိုက်ကြဘဝနဲ့တင်းချမ်းစိတ်မိုင်းမိုင်းနဲ့ဖြတ်ပိုင်းပြန်မလာပါထုံညကမီးမလာပါရွှမ်းရတော့တက်လေရဲ့ဘယ်တော့လာမှလဲလို့ လာလူလူငေးနဲ့ဘဝနဲ့တန်နေရဘဝဟာတန်နေရလားတန်နေရဟာဘဝလားကွဲရှာရှာအော်တန်အိမ်ပြန်ခြင်းလေသူစဉ်တစုံတရားကအိမ်ပြန်ခြင်းနဲ့ဟူးဟူးလို့စူးစူးချစ်ချစ်အော်ခြင်းအော်နေပြန်ရောကျွန်တော်တို့ဤအချိန်များသည်နိုင်ရန်ဘုံ၌လှုပ်ရမ်းနေကြသည်တခြားလုံရမ်းနေသောအုတ်နိုင်ရန်ဘုံကဘဝတွေကိုလည်းတွေ့နေရပါသည်ထမင်းထိုးသူများ ရောက်လာကြသည်ထမင်းထိုးပြီးပြန်သွားကြသည် ရေထန်းဘုတ်ကလူများရောက်လာကြသည်ရေထည့်ပြီးပြန်သွားကြသည်ကျွန်တော်တို့တိုက်တဲ့အချိန်ကုန်တနေကုန်နေသူကတော့တန်ချင်းရေးသမားကြီးမန်းအင်ဘရူးပင်ဖြစ်လေသည်ကျွန်တော်တို့တိုက်တဲ့အခန်းတွေကိုလည်းလမ်းလျှောက်ဆင်းခြင်းရေချိုးချိန်မှာပါငင်းနဲ့ပိတ်ထားပြီးဟာထိုတန်ချင်းရေးသမားကြီးလည်းကိုခန့်ရှိအုပ်လေကပေါ်တက်လိုက်ဒီခန့်ရှိအုပ်လေကပေါ်တက်လိုက်ငိုရသောနေတနေနိုင်ဖြစ်လေသည်အင်လူကရေဝေငေးမွန်းကျွန်တော်ကိုပြောလိုက်တဲ့စကားတွေကိုကျွန်တော်မှယခုတိုင်မေ့နိုင်တယ် မန်းယွန်ရူကသူ့စိတ်အတိုင်းအေးဆက်ဆက်ယူဝီထိုကကတော့သူဒီကျွန်တော်အခန်းရှိအုပ်လေကားပေါ့သူ့ခန္ဓာကိုယ်လေးကိုပုံကနေဖြုတ်ချလိုက်ရင်စိတ်မကောင်းဖြစ်ပါနဲ့ကွယ်မင်းတို့ကိုဘုရားသခင်ကဆောင်းဆောင်ထားတာပါကွယ်လို့တိုးတိတ်တိတ်ပြောလိုက်လေသည်သူဤထူဆန်းသောစကားကိုချမ်းတော့ရဲရင်တို့လိုဖြစ်သွားပြီဘာဖာတီရဲ့ပုံတိပေါ့ချဗျာဖာတီကိုဘုရားသခင်ကလည်းကျွန်တော်တို့ဒီလိုနေရာမျိုးပို့ပြီးဆောင်းဆောင်ရတယ်လို့ကျွန်တော်ကပြောလိုက်လေ ူမျက်နာဒီပုံမူတည်ငြိမ်သွားတာအပြင်မှာဆိုမင်းတို့တည်ခြင်းတည်သွားမှာဟုတ်ဆိုပြီးတန်တိုင်ဆိုင်တကားလေးစီအစုံမထင်ငေးသွားပြန်နေသည်ထိုကကျွန်တော်နေထိုင်ရာအခန်းလေးဒီကြောက်မှတ်ဖွယ်ရာတိတ်ဆိတ်သွားပြန်နေသည် ကျွန်တော်ဒီလိုတိတ်ဆိတ်စိတ်စိတ်ကြီးမနေချင်တော့ကျွန်တော်မှာအတန်တွေကိုကြားနေလာနေသည်ကျွန်တော်မန်းကျော်တန်းကိုဖြတ်ကနေတတိရလိုက်သည်မနေ့ကမှရောက်လာတော့ကျွန်တော်အခန်းကျော်ကအချုပ်တင်မန်းကျော်တန်းဖြစ်လေသည်ကျွန်တော်မနေနိုင်တော့ကျွန်တော်မှာ ပြုတ်မှန်းကြတဲ့ခမရဘာမှုနဲ့ရောက်လာတဲ့လေပြုတ်လို့လှမ်းပြီးအုံမေးလိုက်မိသည်သို့တော်မှန်းကြတဲ့အမဖြစ်အဖြစ်ပေးသူကကျွန်တော်အခန်းကြီးထိုင်နေသူမန်းရင်လူပင်ဖြစ်လေသည်မန်းရင်လူကမနေ့ကငါမေးကြည့်တော့ကျောင်းဆရာကြီးကိုလိုက်ပို့လေမှုလို့ပြောတာပဲကွယ်လို့ပြောပြီးရီယူဝီငင်းနေပြန်နေသည်ကျွန်တော်မှနန်းရန်လေးရေသန်းသေးတဲ့ကိုကြားလိုက်ရတယ်လို့ခံစားနေရပြန်နေသည်ဝင်လာသူတွေကဝင်လာကြထွက်သွားသူတွေကထွက်သွားကြ သို့တော့ဘဝတွေတံမလန်တွေကိုတော့အတိုင်းအတာကြားနေရပြန်လေသည်အယူဆတူညီမှာတူမီဖြစ်တော့လေအချင်းကျက်တဲ့အတူတူနေကြရသူတွေမို့တန်ရုံးစဉ်ကြီးရသည်စေးပြစ်တွေ့နှောင်နေကြသည်လူကိုယ်တိုင်လာတွေ့ကြသည်စာတွေရေးကြသည်ကျွန်တော်ငေးနေလိုက်မိသည်သူကကျွန်တော်ဒီစာနှဆောင်ကိုရုတ်တရက်သတိရလိုက်မိသည်တရားတောင်းဝဲလီကံဝီကို expand to our own real life we believe samdi we did samdi we safa samdi and honaba we still have something called pipu atmosphere i think oh no i believe that we had no other option than to continue to love peace and people with need and fear maybe your family is rising up yours to don angliya ကျွန်တော်အရင်ထွက်လာပြီးရဂျန်ရစ်သူဆွေညကျွန်တော်ထံရေးသောစာဖြစ်ပါသည် ကိုတော့စိတ်ညစ်တာတွေစိတ်တက်ကြတာတွေအားလုံးကိုမကျေနပ်ကြတာတွေအဲ့ဒါတွေအားလုံးပေါင်းပြီးတစ်ခါလေရံမှုပြီးလမ်းပေါ်မှာညမလျှောက်သွားနေရတာအရသာတွေ့တတ်နေပြီကျွန်တော်လည်းထက်နိုင်တော့မိမိကိုယ်ကိုထင်းထင်းတင်းတင်းနဲ့ကျေနပ်မှုရအောင်ကြိုးစားနေတော့မှာပဲခမမိသားစုကြီးရောက်တော့လေကျွန်တော်နှစ်သိမ့်စကားပြောကြည့်တော့လေကျွန်တော်နှစ်သိမ့်နေတယ်ဆိုတာသူတို့သိနေကြတယ်ဆိုတော့ကျွန်တော်ဆက်ပြီးပြောပြရစကားမျိုးမရှိဘူးဗျာငင်းငင်းဝင်ဝင်ပြန်တော့ကျွန်တော်ရင်ထဲမှာ ကျိုးတွေအများကြီးချီပြီးတုပ်ဆွဲထားတယ်လို့ခံစားလာရတယ်။အဲအကြောင်းတစ်ခေါက်သွားပြီးမှသွားပြစ်တော့ဘူး။ထိုတော်တော်ကလေးတွေကကျွန်တော်ရင်ထွက်သွားတော့ကိုကြီးကကကြံရည်သူကျွန်တော်ထံသို့ပေးစာဖြစ်ပါသည်။ကျွန်တော်ငင်းနေလိုက်ပြီသည်။မောင်ကိုကိုအမရပူရာကိုငင်းနေတာဖြစ်ပါသည်။ထို့အတူကျွန်တော်ကိုကျွန်တော်ငင်းနေတာလည်းဖြစ်နေပြန်ပါသည်။မောင်ချိုးနဲ့ကိုတွေ့လိုက်ရသည်။ထို့သူမောင်ချုံးနဲ့သူ၏ကြိုက်လန်းကိုတွေ့လိုက်ရတာလည်းဖြစ်နေပြန်ပါသည်အခုလူနယ်ခွေးများတောချောက်ကြ ပိုက်တဲ့တစ္ဆာတရားဟာငါ့အသက်ကိုယူသွားကြပေါ့လူများခွေးများတောချောက်တန်များသားကောင်တို့ဟဲ့အော်ပြေးလွှားနေတယ်များရန်ဖန်ရခိုင်နိုင်ချင်းတို့ဒီမြေကြီးတမြေကြီးမြေကွေကလေးတစ်ခုနဲ့အယုတ်ကျိုးပြတောထိုင်နေခြင်းနေပြန်ရောထိုစဉ်ဟိုးမြေကြီးထဲမှာပြန်လည်းမကြုံနေရမုန်နာဦးဝဲလို့တစုံတယောက်ကဟဲ့ော်တီးဆိုလိုက်နေကျွန်တော်လဲထိုမြေကြီးတဲ့အစုံမထင်ငေးသွားပြန်လေသည်ကျွန်တော်တို့ဘဝတွေကဒီလိုပင်ဟူငေးတင်ငေးပါပြင်းစစ်ကိုတွေ့ရသည် ဆိုရှယ်လစ်ခေတ်ကိုတွေ့ရသည်ပြည်သူပိုင်တိုင်းနာကိုတွေ့ရသည်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတွေ့ရသည်တခင်တန်းထွေးနောက်ဆုံးနေများစာအုပ်ကိုစောင်းနှင့်စာရေးကိရိယာဆိုင်၌တဦးလျက်နှက်တွဲကြတန်းစီဝယ်ရတော့ယခုတိုင်မှတ်မိနေပါသေးသည်ကျွန်တော်မှကျွန်တော်နေထိုင်ရာဖြစ်ကြီးတစ်ခေတ်နောက်ဖေးပေါင်လားဘာလားမခွဲခြားခြင်းတော့ပါနောက်ဆုံး၌ကျွန်တော်ဒီဝမ်းနဲ့ခြေကွဲမှုတွေရှက်တန်းဝန်းဖွင့်နေတော့ဘလူးပင်ချန်ခြင်းတဦးဤခြေကွဲလူတီတီဥကောင်းကိုအလွန်နောက်ကျစွာတွေ့လိုက်ရပါသည် ဒါတစုံတစ်ယောက်ဖြစ်နိုင်တယ်လို့တခြားတစုံတစ်ယောက်လည်းဖြစ်နေနိုင်ပါသည်ထို့အတူမောင်ကိုကိုလည်းဖြစ်နိုင်တယ်ဆိုတာလေကျွန်တော်အလွန်နောက်ကျစားတွေ့ရပြန်နေသည်စိတ်ကြက်တဲ့တွေ့နေသလားငွေကြက်တဲ့တွေ့နေသလားဟာလို့တော့ဘင်းရဲ့လုံချင်းဝိထုတွေရှိတယ်ဆိုတုတ်ခဏငှားဖက်မယ်လေအဲ့တော့ကျွန်မငွေတောင်ပေးပေးရစီဒလကြောင်တော့ဖတ်မယ်နော်ဒလပြီးတော့ဟာလို့တော့ဘင်းကိုကျွန်မပြန်ပေးမှာပေါ့ကျွန်မမျိုးကဖန်တီးသူရဲ့ဖန်တီးမှုကို ကျွန်မလည်းစားသုံးခဲ့အဲ့ဒီဖန်တီးသူရှင်တန်နိုင်ရဲ့အတွက်ကျွန်မလည်းကာဝယ်ဆောင်ရှောက်ရမှာပေါ့လူဘဝဆိုတာကိုလန်းကိုရှာဖွေကြတာပါချမ်းသာတာဆင်းရဲတာအထူးကမဟုတ်ပါဘူးကိုလန်းကိုရဲရဲယုံယုံ ရှောက်ဖို့ကလည်းအထူးကပါကျွန်တော်ချက်သီးမွေးညင်းထားရသည်မိတို့ပင်ဖြစ်စီသူပြခဲ့တဲ့ငွေတစ်တောင်းကိုလည်းကျွန်တော်လက်ခံစားသုံးခဲ့ပါသည်ဟာလို့တော့ပင်စားဦးလေကျွန်တော်တန်ဒလပြေတော့ပြန်ရောက်လာပြီမောင်ကိုကအမရပူလာကျွန်တော်ဒီ မောင်ကိုကိုအမရဘူရာဤဥပိန္နရာမောဟာလာမင်းညာကိုဖတ်ပြီးသားခန်းစားရသောခန်းစားမှုကိုပြပြဝဝမှတ်မိနေပါသည်တည်းကျွန်တော်မှနှွေးထွေးရှိမြခန်းစားရတာဝိရိဒတရားကျွန်တော်တွေ့တယ်ပျော်ဝင်စီးစင်းသွားပြီထင်ပါသည်ကျွန်တော်အားရှိသွားတာလည်းဖြစ်ခြင်းဖြစ်နေနိုင်ပါသည်မောင်ကိုကိုအားရှိသွားတာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကျွန်တော်အားရှိသွားတာလည်းဖြစ်နေနိုင်ပါသည်တကယ်တော့မောင်ကိုကိုသည်ဝိထုလူကလေးတွေကြပြကလေးတွေရင်းနေသူဖြစ်ပါသည်ကျွန်တော်ကသူ့ဝိထုကလေးတွေကိုရေးရစိုက်ဖက်လို့ရှိပါသည် တေရာလာကသူဒီသူ၏ဖန်တီးမှုအတွက်ငါနှုပညာတွေဟုဘယ်တော့မှထောင်နှွားမာနရှိမည်သူတရားမဟုတ်ဆိုတာမျိုးဖြစ်ပါသည်ကျွန်တော်လည်းသူ့လိုပဲဝိတုတုကလေးတွေရေးပါသည်ခပြားကလေးတွေရေးပါသည်ကျွန်တော်လည်းသူ့လိုပဲအခက်အခဲအကျက်တွေတွေရှိပါသည်ငွေလေးတစ်ထောင်လောက်ကိုပဲခွေမဲသားလို့မျှော်တယ်လို့မျှော်ခဲ့ဘူးပါသည်သို့တော့ကျွန်တော်ကထိုင်မြော်နေသူတူမဟုတ်ပါထို့အတူမောင်ကိုကိုဒီလည်းထိုင်မြော်နေသူမဟုတ်ဘူးကျွန်တော်ယုံကြည်ပါသည်သူလည်းသူတက်ကြောက်ရပညာဖြင့်သူထမင်းသူရှာစားသူကိုကျွန်တော်ထက်ဆင့်ယုံကြည်ပါသည် တကယ်တော့ကျွန်တော်ဒီထိုင်မြုံနေဖို့အချိန်ရှိသူမဟုတ်ပါဗစက်တွေကလုံနေကြသည်ဇန်ဖန်ရခိုင်၌ကျွန်တော်ဒီတောင်ကြားရီကိုငွေငွေကလေးစီးစင်းရာတောင်ကြားချောင်းလေးတဲ့တင်မျိုးကိုရောက်ချင်ရောက်နေတတ်တာတင်မျိုးရဲ့ချောင်းများစီကမုန်းညွလာရင်တောင်ကြားရီတွေဒလဲဟောချမ်းလာတော့မှာမို့မျောလက်စတုံးကိုနီးရပင်၌ချီပြီးတောင်ကြားချောင်းလေးတဲ့ကတက်ပြေးခင်ရတာဇန်ဖန်ရခိုင်၌ကျွန်တော်ဒီ၆တိုင်တွင်နှုတ်ခမ်းဝေးထောင်းအောင်စီးနေတော့ပင်လေကြီးတဲ့ကစန္နာတလုံးပေါ်ရောက်ချင်ရောက်နေပြန်ရော့ ထိုခါကတော့ကင်းရေးစီးသည့်ဖြည်းဖြည်းမှုမှုစီစဉ်လျက်ကျွန်တော်တို့သည်ထွင်းလေနှစင်းကိုပိုက်တန်းတွေပြည့်ပြီးစော်ရန်တွေကနက်နေကြပြန်လေသည်ပင်လေရေးအီလာလျင်တော့ကျွန်တော်တို့သည်စော်ကန်နဲ့ကနက်ကိုထည့်ပြီးပိုက်ချက်တွေစိုက်ချလိုက်လေတော့သည်ရို့ဟီလီမောင်ဟီလီစောင်းလိုက်ရို့ဟီလီမောင်ဟီလီစောင်းလိုက်ဟီလီ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 ထိုခါကတော့ကျွန်တော်တို့ရိုးရဲညာသာများသည့် ပင်လေပင်ကြီးတဲ့အဆုံးမထင်တွင်မျောနေပြီဖြစ်ပါသည်နောက်ဆုံးကျွန်တော်တော့ကပြန်ရောက်လာတော့ကျွန်တော်လည်းအရင်လိုဝေးလန်လန်မတော်နိုင်တော့လို့ရွေးမြေးချောင်းကလေးတွေတချောင်းဝင်တချောင်းထွက်တနေ့900နဲ့နဝလီကဲ့နေခဲ့ပြီသည်အော်တောင်ကျန်ချောင်းကနေ့ရိုက်သူများနဲ့စာရေးသူတူဦးပေတကားသူကတော့ကျွန်တော်ဒီနိုင်ဝင်းဆွေကိုတတိယမိနေတတ်ပါသည်နိုင်ဝင်းဆွေရဲ့လူအမြောက်ဖြစ်ဒါဓမ္မဖြစ် လဲမီးလာတို့နွားသာဥရောတယ်လေကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်လူဖြစ်ကြံနေသေးသည်ကိုယုံကြည်ပါသည်ကျွန်တော်လူဖြစ်ပါသည်ကျွန်တော်ဒီလူတယောက်ဖြစ်တဘာဝကြစွာစာလုံးတဲ့သောလူလည်းဖြစ်ပါသည်ထို့အတူစာလဲစာလုံးခဲ့ဘူးပါသည်တခါကတော့ကျွန်တော်ဒီရေမတောက်ရကိုတမ်းမြစ်ထား၍တောက်ရေမရသောနေ့ရက်များ၌ရေသုံးသောအိမ်သာကိုတက်ခွင့်ရပါရတခြားလူတွေကတော့ဘာလို့မြင်မသိကျွန်တော်ဒီအိမ်သာအတွက်သုံးသော ရေကန်ထဲကရေကိုရိုးရိုးကလေးပင်တဝါကြီးတောက်ပြစ်လိုက်ပြီးတော့ဒီ ျွန်တော်မှာမွေအောင်ဖန်ဆင်းထားသောနတ်ဆိုးမရှိပါကျွန်တော်ထိုက်တန်သောအေဝါမရှိပါဖယားသခင်လည်းမရှိပါကျွန်တော်တရားထဲရှိပါသည်ကျွန်တော်ဝှသွားပါသည်စာလုံးကြီးနဲ့ဝှလင်းနေအယိုးများများအတာနေနေကျွန်တော်ရင်နဲ့ခါသွားပါသည်ကြပြဆရာကျွန်တော်မှာအတန်တန်ကိုကြားလိုက်ရလေသည်ပေါန်တာချိုးဤတန်ဖြစ်ပါသည်သူကပြင်းတဲ့ကြပြဆရာအတာရိမှုအကြောင်းကိုပြောပြပါသည်ကျုံကုန်ကူးသောကြပြဆရာအကြောင်းကိုပြောခြင်းဖြစ်ပါသည်သူကကြပြလေးထရိုက်လိုက် ဓမြလေးပြေးတိုင်လိုက်လို့ရမလားဗျာကိုမေးပါသည်ကျွန်တော်ရင်လိုက်မိသည်ခြေခဲစွာရင်မောတာလည်းဖြစ်ပါသည်ဘွန်တာချိုးကကဗျာဆရာနှင့်သူ၏ဝိညာဉ်အကြောင်းကိုပြောသည်ထင်ပါသည်ဇန်ဖန်ရင်ကတော့ကျွန်တော်သည်ကဗျာဆရာ၏ဝိညာဉ်အကြောင်းကိုတွေးပါသည်တရားမှာပြင်းသေးတယောက်သူပုံညာချစ်သည့်နေရာသို့ရောက်လာပြီးអော်သည်ခေကောင်တယောက်မင်းတိုင်းကြီးကထောင်းလုံးမုံကြည့်နေပြီးမင်းကပါရီမှာပကြီးဆွဲနေသလားကွာអော်ဒါကသူ့မျက်နှာသူ့ဘာကိုရိုက်နေတယ်လို့ခံစားခဲ့ရသည် 1932ခုနှစ်နေ့စမ်းမှာမာရှေးမျိုးကတဆင့်ဒီတားစုထံပြန်လာခဲ့သည်သူရောက်လာတော့မြင်ကွင်းတွေကဝေယုံတုံကထားမှာတော့တင်းတော်ပိုင်သူထောင်ထဲရောက်ခဲ့သည်အဲ့ဒီမှာကျွန်တော်အမှုပညာခက်လက်ကချလိုက်ရတာလေကျွန်တော်ပကြီးအမှုပညာတော့မဟုတ်တော့ဘူးကျွန်တော်ကပြဆရာအိမ်ပြော်ဒီညတွေမှာအခန်းကြီးကမှုံဝါးဝါးကျနေသည်လာရောက်လင်းအဖြစ်ကပြတွေရေးခဲ့သည်ထောင်ထဲမှာတုံးနဲ့တုံးလာနေခဲ့ရသည်အိမ်ရောက်တော့အဖေကကပြရေးရအောင်ချက် ်ကုမင်တန်တွေကကဗျာဆရာ၅ရောက်ကိုတက်ပစ်တယ်။ဒါကိုကျွန်တော်ကနေဦးဆိုပြီးကဗျာကြီးကဗျာရိုးရိုးပါပဲလူတွေကမေးတယ်နေဦးဆိုတာဘယ်ရလာတယ်လဲလို့ကျွန်တော်ကဖြည့်တယ်မြို့ပြင်တင်ညာကလေးကလာတာလို့အိုက်ကျင်ရဲ့ကဗျာနေဦးညက်ကျွန်တော်အိုက်ကျင်ကြောင့်ဖတ်တာပါသူ့ကြောင့်ဖတ်ပြီးကျွန်တော်တို့တွေးစရာလေးချက်နေသည်ကျွန်တော်အာရင်ဘက်ကိုသတိရလာသည်သူရေတော်လူများတက်ကြတဲ့များဘဝများလေးပါ သူနဲ့ဖြစ်ပြန်လူပညာရှင်တွေဝိညာဉ်တွေအကြောင်းရေးထားတာကျွန်တော်ကယူဆိုင်ဖတ်ရဘူးပါတည်။သူကသူ့စာအုပ်ထဲခိတခိနောက်ဖေးပေါင်းလို့ရေးထားတာလေကျွန်တော်မှတ်မိနေပါတည်။အလူပညာရှင်များခင်များဘဝများညည်းရီတွေကစီးသွားနေကြသည်။ကျွန်တော်မြေချစ်သူကိုဖတ်ခဲ့ပါတည်။မောင်ချုံးတွေကိုဖတ်ခဲ့ပါတည်။တခွနီကိုဖတ်ခဲ့ပါတည်။ထို့အခါကျွန်တော်ဒီအရင်ပဲရေးထားတာကိုသတိရမိပါတည်။တာမန်စံကလုံးများဖြင့်ခန်းစားချက်ကိုနှိုးဆွပေးရန်အတွက် ကင်းပတ်ရွက်ပြင်တင်ကြောက်တုံးမှုအတွက်တင်းပင်းရန်အတွက်အမှုပညာရှင်၌ခန်းစားချက်ရှိရပါလိမ့်မည်အသက်ရှူခြင်းရှိရပါလိမ့်မည် ထို့ကြောင့်သာလျှင်အမှုပညာရှင်သည်အခြားသူများထက်ပုံကန်းလောင်ကျွမ်းလွယ်ခြင်းဖြစ်ပါသည်သူတို့သည်ယတာဖန်တီးမှုဘဝအပြင်ခြေကင်းလိုရှုပ်ထွေးသောသူ၏ကိုယ်ပိုင်ဘဝတွင်လည်းနေရပါသည်သူသည်ဘဝတစ်ခုတွင်တပြားရင်လည်းပင်မစွာနေရပါသည်မြတ်တန်တဲ့ကျွန်တော်ဒီထူစာကိုဖတ်ပြီး အခြားသူများကပုံဖန်းလောင်ကျွမ်းခဲ့သောရေချစ်သူကိုလွှမ်းသွားသည်ပေါင်ချုံးတွေကိုလွှမ်းသွားသည်တခုနီကိုလွှမ်းသွားသည်ကျွန်တော်မှထွန်းလွှမ်းစိမ့်နေမယ်တသက်လုံးအတူနေခဲ့သည်လားမပြောတတ်တော့ပါတခါတော့ကတော့ကျွန်တော်ဒီမဂဇင်းတစ်ဆောင်သူနေလို့ကောင်းကျင်တာပါတခြားဘာမှမလိုချင်သူသူ့ဘုံနေသူ့ဘောလို့အဆုံးတက်နဲ့ခင်ဗျားတို့ပို့ခဲ့ဘူးပါသည်ကျွန်တော်မှလည်းယခုထက်တိုင်းစိတ်ကောင်းလေးတခုနဲ့ကျွန်တော်နေထိုင်ရာအတက်မြုံကလေးတွေစာစာနာနာနဲ့ဆက်ပြီးနေကြပါသေးသည်တခြားဘာမှမလိုချင်သူ သူ့ဘုံနင်းသူဆိုလေကျွန်တော်ဆက်ပြီးနေနေမှာသေးသည်ဟောင်ကူကူလေသူ့ဘုံနင်းသူရှိနေုံမြင်ထင်ပါသည်ကျွန်တော်ဒီထိုလွမ်းစိတ်နဲ့ပဲမောင်ကူကူဤဥပိန်တရားပေါ်လာမင်းညောင်းပြန်လို့တရိယာနေခြင်းဖြစ်ပါသည် ထိုကကျွန်တော်လဲမနလေးမှွေတက်များကိုပြန်လို့တန်တာမိပြန်လေသည်တင်ရယုံများကတော့ကျွန်တော်ဒီမျိုးတွေဝန်းဖွဲ့နေသော တောက်တမန်အင်းကြီးကိုဥပိန်တရားပေါ်ကရီရီဝေဝေငေးမောနေခဲ့မိတာဥပိန်တရားကြီးကိုမြင်ရစဥပိန်တရားဒီတောင်တမန်ရေပြင်ကကောင်းငင်ကြီးတဲ့ အယုံမောထိုးထွက်နေတယ်လို့ကျွန်တော်မှခံစားလိုက်ရတာထိုကားကတော့ဥပိ္ပိန္ဒရာပေါ့ကျွန်တော်နဲ့အတူမော်မင်းတန်းရှိနေရမော်မင်းထွန်းရှိနေရကျွန်တော်အမေလူလူတော်မှာမွေးနေကိုလာတာပါနိုဝင်ဘာ29ရက်ရောက်တိုင်းအမေလူလူတော်မှာမွေးနေကိုတောင်လေးလုံးရင်မြင်လိုက်နှစ်စဉ်ကျင်းပမှန်တည်တော်လေကျွန်တော်တို့မှာတစ်ခါအောင်မှမရောက်ဖြစ်ကြသည်ကျွန်တော်တို့ကစိတ်သွားတိုင်းကိုမပါကြပါသို့တော်ထုံမွေးနေအတွက်ကတော့ကျွန်တော်တို့ရှင်ကုန်ကြရပါသည်ဘယ်နှစ်လဲတော့မှတ်မိတော့ပါကျွန်တော်မှမှတ်တမ်းမရဘူးရှိတော့ ကျွန်တော်မှတ်မိတော့တော့နှစ်တနေနဲ့ကျွန်တော်တို့ဒီရွှေတော့တော့ရေကုန်တံများလို့အမည်တက်ထားသောလက်ရေးဆောင်မှုကလေးကိုစာတော့လုပ်ပြီးမွေးနေ့ထိမ့်မှတ်ဖြစ်ပို့ခဲ့ဘူးပါသည်တို့စာုပ်ကလေးနဲ့ကျွန်တော်ကဝိတုတုကလေးတဘောရေးပါသည်ငင်းငင်းရေးတက်မှတ်သူလူလူကိုသာလွမ်းဆိုသောဝိတုကလေးဖြစ်ပါသည်မနေ့လေးကိုအလွမ်းဖြေတာဖြစ်မည်ထင်ပါသည်ထို့အတူလူလူအလွမ်းဖြေလည်းဖြစ်ပါသည်လာရောင်ဟာကဘာကြီးရဲ့တိငင်းချမ်းရေးအရာ ကျွန်တော်ကထိုဝိတုကလေးတဲ့ထိုတို့ပင်ဖွင့်နေခဲ့ပြီ။မော်မင်းတန်းနဲ့မော်မင်းထွန်းတို့ရဲ့စကားသံတွေကကျွန်တော်ဒီမန္တလေးရနေကိုရှူရှိုက်ခွင့်ရနေပါသည်။ကျွန်တော်တို့ဒီမန္တလေးရောက်ပြီးနောက်တစ်နေ့မှပင်အမေလူလူထောင်မကိုနှုတ်ဆက်ကြတော့ဘူး။လူလူတိုက်တို့ရောက်ကြပါသည်။ကိုအေးလည်းပါသည်။ကိုအောင်တိတ်ပါသည်။အောင်ပါသည်။သူတို့ကကျွန်တော်ကိုတောင်းယူပြီးမန္တလေးကိုခေါ်လာကြသူများဖြစ်ကြပါသည်။အမေလူလူထောင်မကိုနှုတ်ဆက်ကြတော့ပြီ။လူလူတိုက်ပေါ်ကပြန်ဆင်းလာတော့ကျွန်တော်နဲ့စာချင်းသာဆက်သွယ်ရှိပြီး လူချင်းမစုံဘူးသေးတော့ကိုငင်းချမ်းကိုတွေ့ရပါသည်သူကအေးဗျာဒီတက်ကျွန်တော်တို့တယောက်နဲ့တယောက်မတွေ့ကြတော့ဘူးထင်တာလို့ဆွဆွနေနေနှုတ်ဆက်ပါသည်ခံစားမှုအစ်တစ်ကျွန်တော်တို့တော့မန္တလေးအစ်တစ်မွန်မင်းတန်းအစ်တစ်မွန်မင်းထွန်းအစ်တစ်တောင်တမန်အစ်တစ်ဥပိန်တရာအစ်တစ်မေဆဲပင်နဲ့အစ်တစ်ကျွန်တော်တို့ဒီမနက်ကပင်တောင်လေးလုံးကျောင်းကထွက်လာခဲ့ရတာပန်တာထွေးရင်းမြည်တင်နိုင်ပေါင်ယူလန်း၄ပါးတည်းရဲ့ပီတရာစီလျှောက်ပါလို့မြင်တဲ့တော့ပြလိုက်ချင်းပါသည်ဆိုတော့ လုံးကြုံပါကတိတိပြပြကျွန်တော်ရင်နဲ့ပါလာဇမ်းမဝဲမြူတွေရှစ်တိုင်းနေတော့ဥပိတ်တရားပေါ်နိုင်ပြီဖြစ်လေသည်ခုနေ့မနေ့လေးကိုတွေ့ရသည်သူကကျွန်တော်သူ့ရင်ကိုလည်းဆွဲတင်လိုက်သည်ကိုတောင်းရီနှစ်တော်လုံးကြွေတာဗျနှစ်တော်လုံးကြွေတာအိုးကိုငိမ့်လေးမှာပိုင်ဆိုးဝေးပိုင်ဆိုးဝေးကလည်းသူ့ရင်ဝင်နေကျွန်တော်ကိုဆွဲတင်လိုက်သည်ကိုတောင်းရီရာဇဝင်နဲ့ရှင်ခွဲခွဲတာဗျ ။အိုးကျွန်တော်ရင်နဲ့ကျင်ကနေပါ။ကျွန်တော်ဒီနာလာကျင်ကျင်နေပြီ။မောင်ကိုကိုကြီးဥပင်လေသားဘော်ကလာမင်းညောင်းတရိယာလာမိပြန်ရသည်။ဝေလင်းနဲ့ကျွန်တော်လာရောက်အောင်ပါ။တယောက်လည်းကိုတယောက်တင်းကျပ်စွာဆုပ်ကန်လိုက်ကြသည်။လာပြီညဒါလာပြီညလာပြီညအသေးခွဲသွားတော့ဘောဟာစိတ်ညစ်သွားခဲ့။ဟေးလာပြီညဒါလာပြီညကျွန်တော်တို့မြောက်သားကဘာကြီးဆုပ်ပြဲသွားအောင်အတန်ကုန်ခဲ့ော်ပြီးတချင်းချိုလိုက်ချသည်။ ထို့နောက်ကျွန်တော်တို့ကကြသည်ည7နာရီအထိကျွန်တော်တို့ဥပိ္ပဒရာဘုံမှာရှိကြသည်ပျော်ရွှင်မှုနဲ့လာရောက်ဖက်ထွေးလျက်အမေကတော့ကြိုက်မှာမဟုတ်ဘူးနိုဝင်ဘာ29ညတကောင်လေဒီကျွန်တော်တို့ဖို့တော့ပျော်ရွှင်စရာကောင်းနေတမ်းမြဲပဲကျွန်တော်တို့မှလည်းပျော်စရာဆိုလို့နိုဝင်ဘာ29ရက်နောက်ပြီးပါမှလည်းလာပြီညဒါဟာလာပြီညမောင်ကိုကို အမရပူတာ နှစ်ပေါင်းတန်ငယ်ကြာသည့်တိုင်ဥပိန်တရားဘော်ကထိုတညာလာရောက်နေရင်ကျော်လို့អော်လိုက်တော့သူတို့ဤអော်တန်တွေကိုကျွန်တော်ရင်နဲ့ယခုတိုင်ကြားရောက်နေပါသေးသည်သို့တော့ပျော်လို့អော်လိုက်တော့သူတို့ဤအတန်တွေကအလွန်အမင်းအကွဲနေတယ်လို့ကျွန်တော်မှာယခုတိုင်ခံစားနေရသေးတာလေအမှန်ပင်ဖြစ်လေသည်လှိုင်းတင့်မဂ္ဂဇင်းဒီဇင်ဘာ2017ဆ iam မောင်တော်ရဲ့ဝိထုတို့ကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ